တောက်ကြသာသမီကျွန်တော်ရဲ့မိတ်ဆွေများမင်္ဂလာပါเนาะတောက်ကြသာသမီများအတွက်ဗတ်စင်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခတေဝင်တေတော်နမိတ်ကိုတေတော်ကခုနကချပြီးတော့ကံညမဖတ်ကြပေးမှာဖြစ်ပါတယ်เนาะဒီကရဲ့ဘက်ကတော့မအလုတ်ဒီမမလန့်နိုင်တဲ့အတွက်ရိုက်ကူးရေးမလုပ်ဖြစ်ဖို့ပေါ့เนาะဒီဘက်မှာတော့မရရအောင်ရိုက်ကူးပြီးတော့ဒါဟောဒရန်လေးတင်ပေးခြင်းဖြစ်ပါတယ် ဆိုတော့တာဇာသမီးတွေအတွက်ကျွန်တော်တို့ဟောစံအစီအစဉ်လေးမစတင်ခင်မှာပေါ့နော်ဆိုတော့ယူရောမင်္ဂလာကျမ်းနေကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါတယ်နံပါတ်1ကတော့ကျွန်တော်တို့ယူရောမင်္ဂလာကျမ်းကိုဘုရားဦးနေရလွဲပြီးတော့ကျမ်းတဲ့ရက်ဒီမှာပိတ်ရက်မရှိဖွင့်ပါတယ်အဲ့တော့မြည်သူမစိုးအခမဲ့မေတ္တာနဲ့ပြုလုပ်ပေးတယ်ကြရားမီဖြစ်တဲ့ဆိုရဲလွတ်လပ်လပ်လာပြီးတော့ရေရာအစီရင်နေပြုလုပ်နိုင်ပါတယ်เนาะ အဲ့တော့ကျွန်တော်တို့ယူရာမင်္ဂလာကျန်ကိုအကြောင်းမျိုးမျိုးနဲ့မာရောက်နိုင်တဲ့လူတွေလည်းရှိပါတယ်။ရဝေးရလူတွေနောက်ကဒီပလိုနိုင်ငံခြားတိုင်းပြည်တွေကသူတွေအတွက်ခက်ခဲကြုံတွေ့နေရတဲ့လူတွေကအွန်လိုင်းရနေပြီးတော့ဗီဒီယိုမေးကျင်နဲ့ရတရားတွေအကူအညီတောင်းနေတယ်ဆိုရင် Viber နေပြီးတော့ဆက်သွယ်ပြီးတော့အကူအညီတောင်းခံနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ချက်ချင်းတော့ဟိုဟောဇန်ပြန်မပို့နိုင်ပြီမယ်ရက်ချင်းလေးရှိပါတယ်เนาะ၃ရက်ကနေ၅ရက်အတွင်းကျွန်တော်တို့ဟောဇန်နေ တယောက်ပြန်ဖို့ပြေးပါလေကလေးနာမည်ပေးလို့လုပ်ငန်းနာမည်ပေးလို့လည်းပဲဘိုင်ဘာနေပြီးတော့ဆက်တက်ပြီးတော့မေးမြန်းနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့လာတဲ့လာတိုင်းတရက်နေ့မှာ ဖွင့်လှစ်နေကြဖြစ်တဲ့ပြည်ရင်တင်းနှန်းပေါ့နော်အခြေခံအဆင့်ကိုလည်းလူစုမှုသူလာပြီးတော့တက်နိုင်ပါတယ်တင်းနှန်းကြီးတွေပါလို့မရှိပါဘူးအခမဲ့သရေငိမ့်ပညာဒါနတင်ပေးတဲ့ပြည်ရင်လက္ခဏာတင်းနှန်းတွေဖြစ်ပါတယ်နော် နောက်တစ်ခုကတော့ကျွန်တော်တို့အဘဆရာကြီးမင်းနဲ့ကရဲ့ကျင်းနဲ့ဗတော့ပြီးပေါင်းစဲပူလေးတွေအော်အဆောင်လက်ပတ်လေးတွေအဲနောက်တစ်ခုကအဆောင်ဆလွယ်လေးတွေဝါသိနီဖျားဖျောင်းနယ်လေးတွေလိုချင်တဲ့ပြင်လဲမှာလို့ရပါတယ်ကဲကျွန်တော်တို့တောက်ကြသားသမီးတွေရဲ့ကံကြမ္မာကိုဖတ်ကြပြမှာဖြစ်ပါတယ်နံပါတ်၄ကတော့တောက်ကြသားသမီးတွေရဲ့အလုံးနဲ့ပတ်သက်တဲ့ကံသာတာတဲ့အလုံးနဲ့ပတ်သက်တဲ့ကံသာတာလေးတွေကတော့အနည်းငယ်နည်းနည်းအခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်မမျော်လင့်မနဲ့အလုံးမှာ ိတ်ညစ်ပြလေးတွေကြုံရတတ်တယ်။အာစိတ်မောလူမောကြုံရတတ်တယ်။နောက်တစ်ခုကကိုယ့်ရဲ့တန်ဖိုးရှိတဲ့လုပ်ဖို့ကိန်းဘက်တွေဆုံးဆုံးနိုင်မှုဖြစ်တာပေါ့နော်။ဒီကနေ့လက်တွဲညီတဲ့လုပ်ဖို့ကိန်းဘက်တွေကလုံတဲ့နေထွက်ပေါ်သွားတာမျိုးတွေကြုံရတတ်တယ်။ဒါမှမဟုတ်အလုံးနဲ့ပတ်သက်ရင်နော်နည်းနည်းလေးစိတ်မောလူမောဖြစ်ရတတ်တယ်။ယောဒီရဲ့အကြောင်းဒီငယ်မရှိဘဲနဲ့အလုတ်ကနေပြီးတော့လူလျှော့တဲ့အရင်ကမှပါသွားတာမျိုးတွေကြုံရတတ်တယ်။ ။နောက်သေးကြပေါ့ရမယ်လို့မှန်းဆထားတဲ့အလုပ်ကလွဲကျော်သွားတာမျိုးလေးတွေဖြစ်တတ်ပါတယ်။အဲ့တော့အလုပ်နဲ့ပတ်သက်ရင်တော့ကန်တာတာနည်းနည်းလေးမေးမိန်တဲ့သဘောပါပဲ။နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့တောက်ကြသားသမီးတွေဆိုရင် လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားချိန်စနေရင်လည်းထင်တော့ကြံ့ကြာနေတာမျိုးလေးတွေဖြစ်တတ်ပါတယ်။နံပါတ်1ကဆွေးပြေးသားခြင်းနဲ့ပတ်သက်တဲ့ကန်တာတာကတော့ ဣဗရာဟမကောင်းသောနမိတ်ဖြစ်တယ်သူမြတ်သားချင်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်ပူပန်သောကခြင်းမယ်အဖက်ဘက်ကနေပြီးတော့အဆင်ပြေရပါတော့သူမြတ်သားချင်းနေနဲ့ပူသွဲပေါင်းဆက်သက်သူဆေးရလုပ်ငန်းတွေမှာအကျိုးပေးပြီးတော့အောင်မြင်မှုရတတ်ပါတယ်။နောက်လူငွေရေးနဲ့ပတ်သက်တဲ့ကံတာမှာကျတော့ဧကရီတဲ့ဧကရီဆိုဗြဟ္မနမိတ်ပါပဲဗြဟ္မနမိတ်ဆိုတာဣဗရာဟမကောင်းတာပါနော်။ အဲ့တော့တောက်ကြသားသမီးတွေရဲ့လူမှုရေးကံတာကောင်းတယ်လူသိလူကင်များမယ်ပေါင်းစည်းဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်မှုလေးစားမှုတံပိုးထားမှုယုံကြည်မှုတွေကိုလွယ်လွယ်ကူကူနဲ့ရနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ်။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာတဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့ဒါတဲတော့နမိတ်ရဆိုရင်ဒါနမိတ်ကြတာပေါ့ဒါနမိတ်ကသဘောကကြတော့ဘာကိုညွှန်ပြတာလဲဆိုတော့အာကိုရှာပွေနေတဲ့ငွေကိုကိုမတော်အောင် အာကိုယ့်ဘဝဉာဏ်မှာဒုက္ခတွေတွေနဲ့ပဲကြုံတွေ့ရတတ်တယ်။ငွေကြေးအကူအညီတောင်းတာမျိုးမကြကနာကြုံရတတ်တယ်။ငွေကြေးကိုအကြောင်းပြုပြီးတော့ဒီကတော့ပဋ္ဌာန်ချီတာငှားတာအာမခံတာတွေမကောင်းဘူးမလုံတင်ဘူး။ဒါပေမဲ့လည်းလုံနေရတတ်တယ်။အာအနိုင်ကျင့်ခံရတာမျိုးတွေလည်းကြုံရတတ်တယ်ပေါ့နော်။ကိုယ်ကသုံးသပ်ခြင်းအနိုင်ကျင့်တာလို့ ိုယ်မရင်သွေးရအနိုင်ကျင်တာလို့လောဘကိမကအနိုင်ကျင်တာလို့အဲ့လိုမျိုးကြုံရတတ်ပါတယ်။ဒါတို့ကကျမ်းမာရေးပေါ့။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတရာလေးတွေကတော့တော်တော်လေးကောင်းမွန်တဲ့အခြေအနေမျိုးရှိပါတယ်။ကျမ်းမာရေးကတော့စူးစူးရွာရွာအညာခိုက်တွေတည်တည်မမအညာခိုက်တွေမရှိပါဘူး။တော့ကျမ်းမာရေးညံ့နေတဲ့တောက်ကြသားသမီးတွေရှိနေရင်တော့မှကျမ်းမာရေးပြန်လည်ပြီးတော့ကောင်းမွန်နိုင်တယ်တိုးတက်နိုင်ပါတယ်။ နောက်တစ်ခုကတော့ကျွန်တော်တို့ပညာရေးကဏ္ဍတွေပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတော်မှာကျတော့သဖူးဆိုတာအယူကတ်ကြတာပေါ့အဲ့တော့ပညာရေးကိုအကြောင်းပြုပြီးတော့နည်းနည်းလေးတိတ်တက်ကဲဖြစ်ကြလေးတွေကျွမ်းသာတတ်တယ်ရုပ်ရည်မမျော်လင့်မင်းနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့လမ်းကြောင်းလွဲသွားတာမျိုးတွေကျွမ်းသာတတ်တယ်အဲ့တော့ကိုရွေးချယ်ထားတဲ့ပညာရေးကဏ္ဍတွေဟာကို့အတွက်စိတ်မပါစရာတွေအခက်အခဲတွေကြုံပြီးတော့ရှေ့တို့လိုလည်းမရနောက်ဆုံးလည်းမရတဲ့အခြေအနေမျိုးတွေကျွမ်းသာတတ်တယ် အဘာသာရေးလှုပ်ထင်သိတွေကြောက်ရွံ့နေတတ်တယ်ပညာရေးကိုစိတ်မဝင်စားတဲ့လူဖြစ်တတ်ပါတယ်နောက်တစ်ခုကချင်းတော်နဲ့ပတ်သက်ရင်တော့ခွဲပလား6လုံးစံနမိတ်ကြတာပေါ့နော်ခွဲပလား6လုံးနမိတ်ကကြတော့အဲပန်းပွင့်နေထက်ထားတဲ့ခွဲပလားတဲ့ကိုအစီထက်ထားတဲ့ခွဲပလားကိုပေးကမ်းနေတယ်နောက်ရရှိနေတယ်လက်ခံရယူနေတယ်ကံကြမ္မာနမိတ်ဖြစ်တယ်အဲတော့တောက်ကြသားသမီးတွေရဲ့ချင်းနဲ့ပတ်သက်ရင်ကံတော်ကောင်းနေအိန္ဒိယနဲ့ပတ်သက်ရင်ကံတော်ကောင်းနေစိတ်တူမရှိသေးတဲ့လူတွေ ဖြစ်သူရတတ်တယ်အိမ်တော်မရှိသေးတဲ့လူတွေအိမ်တော်ကျတတ်တယ်သိတဲ့ကြောင်းလန်ကိစ္စမင်္ဂလာကိစ္စတွေဖြစ်မြောက်ပြီးတော့အောင်မြင်မဲ့ကံတော်တာမျိုးရှိပါတယ်ဒါတောင်းကြသားသမီးတွေရဲ့တပတ်တာကာလမှာတွေ့ကြရမယ်ကံကြမ္မာတွေကိုကျွန်တော်တဲတော်နမိတ်ဖတ်ကြပေးကြတာဖြစ်ပါတယ်တောင်းကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတွေအကြောင်းရှင်အာနင်းရောင်နဲ့အနဲ့ရောင်နဲ့ကောင်းပါလေနော်တောင်းကြသားသမီးတွေဆိုအကျိုးပေးတယ် ကနန်းပေါ့အဲ့ဒါ၃ကနန်း၇ကနန်းဖြစ်ပါတယ်ဆိုတော့သဒ္ဒသာသမီးတွေကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစွဲတော်ဆိုတော့၃သာ၇ဆုံးပေါ့နော်စွဲတော်ညော့ဆယ်ညော့ဟိုကတ်လူကူတော်ဘုရားဆုတောင်းမှာအញ្ញံခိုက်တွေပြည်တော့ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါရသဒ္ဒသာသမီးတွေတပတ်တာကာလမှာကျူတူရမယ်ကံကြမ္မာသုကောင်းများအတွက်ဒုက္ခကျေပွင့်တဲ့တော်နမိဖတ်ကြားပေးကြတာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကကပြောခဲ့သလိုပဲအကြောင်းမျိုးမျိုးနဲ့ယူရောမင်္ဂလာချမ်းကိုမလာရောက်နိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေအွန်လိုင်းကနေပြီးတော့ဒီနေ့မေ့ချင်တယ်ဆိုရင်39692395လုံးခုနဲ့ကဲ39692395ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့ Hotran မှာယူနိုင်ပါတယ်အကောင့်ရဲ့ဒီရပစ္စည်းလေးတွေမှာယူနိုင်ပါတယ်အော်မိမိတို့ရဲ့အကြောင်းချင်းရဲ့ကိစ္စအခက်အခဲလေးတွေကိုလည်းရရကိစ္စတွေအကူအညီတောင်းခံနိုင်ပါတယ် ကိုယ်တိုင်ဗေဒင်တက်တည်လောကီပညာတက်တည်သင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့ဗေဒင်ပညာရနဲ့ယက်တည်နိုင်တယ်ဆိုရင်တို့ယူရောမင်္ဂလာခြံကလာတယ်လာတိုင်းပညာဒါနအခမဲ့ဇယိငိမ့်ပေါ့နော်စာဝိနည်းရေးကိုပါတာဝန်ယူတဲ့ဇယိငိမ့်သင်တန်းဖြစ်တဲ့အခြေခံအဆင့်သင်တန်းတွေမှာဝင်ရောက်ပြီးတော့လာရောက်ပြီးတော့တက်ရောက်နိုင်ပါတယ်အသက်အကန့်အသတ်မရှိပါဘူးနော်ပညာရည်ချင်းအကန့်အသတ်မရှိပါဘူး ရက်ွက်ထောက်ကန်သားရဲစခန်းထောက်ကန်သားနှစ်ခုတော့ယူလာမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေခုနှစ်သားသမီးတွေအားလုံးလည်းကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လူရာကန္နာတွေတလုံးတစ်ဝါးတွေရရှိနိုင်ကြပါစေကျန်တဲ့အောင်လို့ဆောင်းနိုင်မြောက်ကြပါစေလို့အယူတော်မင်္ဂလာချမ်းဘောဓိဓမ္မစာကြည့်လိုက်ကနေပြီးတော့အားလုံးတို့ဒုက္ခကျေဝေတရဏမိတ်ကိုထပ်ကြပြီးတော့သင်ပြလိုက်တာဖြစ်ပါတယ်။